ုတည်ဆက်ပေးမယ့်သတင်းကတော့အပြစ်မဲ့ပြည်သူငါကြော်တိတ်ဆုံးမှုတွေစစ်တပ်ကိုတင်းညောင်းနှိမ့်နှိမ့်ပေးဖို့အတွက်တောင်းဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အပြစ်မဲ့ပြည်သူငါကြော်တိတ်ဆုံးခဲ့ပြီးနောက်မှာနိုင်ငံကိုအေးဖို့အရှင်ညင်ညာခဲ့ပြီးတင်းညောင်းနှိမ့်နှိမ့်မှုတွေစစ်တပ်ကိုပြည်သူ့တမလာတာဝန်ပေးခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ၁ရက်နေ့ကပြည်သူ့နိုင်ငံတွေမှာရာဇဝတ်မှုတွေတိုးပွားလာခဲ့တဲ့အပြင်လူစုခိုင်းတွေတရားမဲ့လွတ်စာမှုတွေပါမြင့်တက်လာခဲ့ပြီးအပြစ်မဲ့ပြည်သူတွေတည်ဆုံခဲ့ရတာဖြစ်ပါတယ် ပြည်ဦးနိုင်ငံအတွင်းမှာကြော်ကြားတဲ့အစိုးရတော်ဖြစ်တဲ့ပေါ်ဖလော်ရက်စ်တက်ခဲ့ရပြီးတော့တည်ဆုံသွားခဲ့ပြီးရနောက်မှာပြည်ဦးသမ္မတဒီနာဘူလူအာဒီကမြို့တော်လီမာပါဝင်တင်းကျင်းပြပြနေတဲ့နေရာတွေကိုအရေးပေါ်အရှင်နေကြညာခဲ့တာပဲဖြစ်ပါတယ်။အရေးပေါ်အရှင်ရဲ့နေကြညာချက်ထဲမှာတက်မတ်အရေးသွက်ထပ်ပို့ပြီးတော့လူစုဝေးမဟုတ်လို့ဖို့ညမထပ်ဖို့ဆိုတဲ့တက်မတ်ချက်တွေနဲ့အတူရာဇဝတ်မှုကျူးလွန်နေလို့တန်ရာရှိသူတွေကိုစစ်တပ်ကဖမ်းဆီးစစ်ဆေးပိုင်ခွင့်တွေနဲ့ပါဝင်ခဲ့လို့သိရပါတယ်။ 2024ခုနှစ်စက်တင်ဘာလကနေဒီဇင်ဘာလအတွင်းမှာလည်းရာသွေးမှုတွေကြောင့်ပြည်သူနိုင်ငံတွေမှာအရေးပေါ်အခြေအနေကြေရပြီးတော့ပြည်လည်းရသိမ်းခဲ့တဲ့ဇန်နဝါရီလကစပြီးတော့ရာသွေးမှုတွေပြန်လည်မြင့်တက်လာခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းတော့ညင်ကြောင်းမှာပေးပို့လာပါဗျ။